တရုတ်ဆောင်အုံတိုင်းနဲ့တရုတ်ဆောင်ကျော်ဝင်းထွတ်တို့ကိုပါတီစုံဒီမိုကရေစီအထွတ်အထိပ်ရွေးကောက်ပွဲကိုနှောက်ယှက်ဟန်တာဖျက်ဆီးတယ်ဆိုပြီးတော့တပ်ဆိုင်ရာကအရေးယူထားတယ်လို့သိရပါတယ်ပါတီစုံဒီမိုကရေစီအထွတ်အထိပ်ရွေးကောက်ပွဲကိုနှောက်ယှက်ဟန်တာဖျက်ဆီးလို့ဒရိုက်တာတအူးနဲ့တရုတ်ဆောင်နှစ်ဦးကိုအရေးယူထားတယ်လို့ထုတ်ပြန်ချက်အရာသိရတာဖြစ်ပါတယ် နိုင်ငံတော်အစိုးရအနေနဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုအကောင့်အထည်ဖော်ဆောင်ရွက်နိုင်ဖို့အတွက်2025ခုနှစ်ဒီဇင်ဘာလ28ရက်မှာပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုအောင်မြင်စွာကျင်းပနိုင်ရေးဆောင်ရွက်နေမှုတွေရှိနေရမှာ ရွေးကောက်ပွဲအပေါ်နီလန်မျိုးစုံနဲ့နှောက်ရှက်ဟန်တားနိုင်မဲ့အခြေအနေကနေကာကွယ်တားဆီးနိုင်ဖို့2025ခုနှစ်ဇူလိုင်လ29ရက်မှာပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွေကိုနှောက်ရှက်ဟန်တားဖျက်ဆီးခြင်းကနေကာကွယ်ပေးရေးဥပဒေကိုပြဋ္ဌာန်းခဲ့တာဖြစ်ပြီးတော့ဥပဒေလိုက်နာမှုမရှိသူတွေကိုထိထိရောက်ရောက်အေးအေးယူဆောင်ရွက်နေတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အဲ့လိုဆောင်ရွက်လျက်ရှိရမှာ2025ခုနှစ်အောက်တိုဘာလ29ရက်မှာခေတ္တမိုင်းကိုဒုံဆိုင်မဲ့သူများရွေးကောက်ပွဲအတီပေးဇလန်းနဲ့ဇလန်းမှာပါဝင်တရုတ်ဆောင်ခဲ့တဲ့အမှုပညာရှင်တွေကိုလူမှုကွန်ရက်တွေကတဆင်မဟုတ်မမှန်ဝေဖန်ရေးသားပြီးတော့ရွေးကောက်ပွဲအပေါ်ပြည်သူလူထုကအထင်မြင်လွဲမားစေဖို့လှိုးဆော်ခဲ့တဲ့ဒရိုက်တာမိုက်တီခေါ်တန်ထွန်စောဇက်ဖို့တရုတ်ဆောင်ကျော်ဝင်းထွန်းနဲ့ ဟာတာတေယုဆောင်အုံတိုင်းတို့ကို၎င်းတို့ရဲ့နေအသီးသီးကနေဖန်းစီရမိခဲ့တယ်လို့ရည်သားထားပါတယ်။ ဖန်စီရမိတဲ့တရားခဏ်ဒီကိုစီစစ်ဖော်ထုတ်ချက်အရ၎င်းတို့ဟာဖွဲ့စည်းပုံအခြေခံဥပဒေ2008နဲ့အညီတမတော်ကနိုင်ငံတော်တာဝန်ထမ်းဆောင်နေတဲ့အပေါ်ထောက်ခံမှုမရှိတဲ့အပြင်စူပူဆန္ဒပြပွဲတွေမှာကိုယ်တိုင်ပါဝင်ခဲ့တာတွေဒါပြင်မကြခင်မှာကျင်းပမဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စေဖို့အတွက်၎င်းတို့တက်ကြွနဲ့အမှုပညာကဏ္ဍကနေပူးပေါင်းပါဝင်ခြင်းမရှိတဲ့အပြင်အခြားသောအမှုပညာရှင်တွေရဲ့တဒတအားပူးပေါင်းဆောင်ရွက်မှုတွေအပေါ်မှာဝေဖန်တိုက်ခိုက်တာတွေ ဝေကောက်ပွဲအပေါ်ပြည်သူလူထုကယုံကြည်မှုယုံနယ်လာစေဖို့ရည်ရွယ်ပြီးတော့ရေးသားဖြန့်ဝေခြင်းတွေဆောင်ရွက်ခဲ့တာကိုစီစစ်တွေ့ရှိရတယ်လို့ပေါ်ပြထားပါတယ် အဲ့ဒီတရားခံသုံးဦးတွေကဒရိုက်တာမိုက်ဒီဟာ2021ခုနှစ်မှာလူမှုကွန်ရက်မီဒီယာတွေကတစင်နိုင်ငံတော်အစိုးရအပေါ်ဝေဖန်ကြီးတာခဲ့တာကြောင့်ရာသီကြီးဥရီပုံမှ905ကကြီးနဲ့အမှုဖွင့်လှစ်ရေးယူခံခဲ့ရပြီး2022ခုနှစ်အောက်တိုဘာလ28ရက်မှာနိုင်ငံတော်အစိုးရကစေတနာနဲ့နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်မှာကအဲ့ဒီပြစ်ဒဏ်အပြင်အခုကြားခံမှုကျန်ရှိတဲ့ပြစ်ဒဏ်တွေကိုပါဆက်လက်ကြားခံပါမယ်ဆိုတဲ့စီကံသတ်မှတ်ချက်တွေနဲ့ပြစ်မှတ်ကနေလွန်ကျင်းခွင့်ပြုခဲ့တာဖြစ်တာကိုကြီးစစ်တွေးရှိရတာ ာကြောင့်၎င်းဟာပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွေကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းကနေကာကွယ်ပေးရေးဥပဒေနဲ့အရေးယူနိုင်စေတဲ့အပြင်အရင်ကလူငင်းခွင့်ပြုခဲ့တဲ့ပြစ်ဒဏ်တွေကိုပါပြန်လည်ကြာခံစေဖို့အတွက်ဥပဒေနဲ့အညီဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်းသိရပါဗျ။ ဒါပြင်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပေါ်မှာပြည်သူလူထုကအထင်မြင်လွဲမားစေဖို့နှိုးဆော်ခဲ့ကြတယ်။စပုတ်တယုံဆောင်ကျော်ဝင်းထွန်းနဲ့ဟာတာတယုံဆောင်အုံနိုင်တို့နှစ်ဦးကိုလည်းပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွေကိုနှောက်ရှက်ဟန်တာဖျက်ဆီးခြင်းကနေကာကွယ်ပေးရေးဥပဒေနဲ့ထိရောက်စွာအရေးယူဆောင်ရွက်တော့မှာဖြစ်ကြောင်းနဲ့နိုင်ငံတော်အစိုးရအနေနဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်တွေအောင်မြင်ပြီးတော့ပြည်သူလူထုတရလုံးလိုလားတောင်းကြတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုအောင်မြင်စွာရှောင်လန်း နိုင်ဖို့ပြည်သူလူထုနဲ့ပူးပေါင်းပါဝင်မှုတွေအပြင်အထွေထွေရွေးကောက်ပွဲကိုဆက်လက်အကောင့်ထဲပေါ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။